သိန်း2000ဝန်းကျင်ဖို့ပေါ့နော်ရေမွေးုံရောဘယ်လိုမျိုးစုဖြစ်လာတာလဲပေါ့အခုမှအသက်25နှစ်ပဲရှိသေးရဆိုတော့လေဘယ်လိုလုပ်ပတ်စံအလောင်းအများကြီးရရလဲပေါ့နော် rich kid လာပေါ့နော်တုတ်ထိုးလိုက်မှာလားအာအာ okay ကျွန်တော်စုထားသမျာရေမွေးတွေရောတခြားဒီကျွန်တော်တို့အခု production လုပ်တဲ့အဲကင်မရာတွေ PC တွေ laptop တွေဒါတွေအကုန်လုံးက fully ကျွန်တော်ဘာသာကျွန်တော် fan လောက်ထားအဲ့ဆိုဟိုကျွန်တော်ဒီရေမွေးကြီးစပြီးတော့ဝယ်ကြောင်းကလည်းမိဘစီရနေပြီးပတ်စံတခုမှမရခဲ့ဘူးပေါ့နော်ကိုကသာကိုအလုပ်လုပ်ပတ်စံစုဝယ်ပတ်စံစုအရင်နေပြီးတဖြည်းဖြည်းနဲ့ကျွန်တော်အရင်အလုပ်တတော်ကြီးကိုကျွန်တော်စူးစမ်းလိုက်ရသေးတယ်နှစ်နှစ်လောက်ပေါ့ Okay အဲ့လိုမျိုးတတော်ကြီးလောက်တော့မှဟိုဒီလိုဖြစ်သွားတာပေါ့နော်ဆိုတော့တနေ့တနေ့ကိုကျွန်တော်အလုပ်လုပ်တာ16နာရီလောက်ရှိတယ် ဟိုဒီဒီကိုတင်းချင်းချင်းလေးကို16နိုင်တော့အလုပ်လုပ်တယ်လို့ပြောရင်တို့တော့ဟာဟာမဖြစ်နိုင်ပါဘူးလို့ထင်ထင်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ထင်တယ်အခုခေတ်နောက်ပိုင်းမှာစူးစမ်းတဲ့လူငယ်တန်းကလေတင်းချင်းချင်းကို16နိုင်တော့အလုပ်လုပ်ကြရပေါ့နော် it's kind of normal ပေါ့နော်ဒီဒီရဲ့ပတ်ဝန်းကျင်မှာလူတော်များများလည်းဟို7နိုင်အလုပ်လုပ်တယ်ဆိုတာဒါရုံးဝန်ထမ်းတွေပဲရှိတော့တာပေါ့နော်ဒီ own business တုံးနေတဲ့သူတော်တော်များများကတင်းချင်းချင်းကိုဒီ7နိုင်15နိုင်16နိုင်လောက်ကြတယ်ပေါ့နော်